ဒီနေ့ကျွန်တော်ပြောပြပေးသွားမယ်အကြောင်းအရာကတော့စိတ်တကြခြင်းဘယ်လိုကျော်လွှားရမလဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ကျွန်တော်တို့အားလုံးစိတ်တကြဖို့ပါလေစိတ်တမကြဘူးလေဒီမရှိတော့ပါပဲဒီ podcast ကိုနားထောင်နေတဲ့သူတွေလည်းစိတ်တကြဖို့ပါပါတကယ်တော့စိတ်တကြခြင်းဆိုတာကိုယ့်ရဲ့စိတ်ကနေခက်ခဲတားစီးတွေကိုအားဆိုင်မကျော်လွှားနိုင်တဲ့အခါစင်ကြေပေးပြီးစိတ်ရဲ့အမှောင်ချမ်းကိုကိုယ့်ဘာသာဖန်ပြီးနေခြင်းလို့လည်းပြောလို့ရပါတယ်တစ်ခါလေကိုဟာတော့အခက်ခဲတားစီးတွေအောက်မှာလမ်းပြောင်းနေပြီးလို့ကိုယ့်ကိုယ်ကိုထင်နေပါလိမ့်မယ်ဘွားဆိုတာတားစီးတွေနဲ့ပြည့်နေကြပါတယ် တားဆီးတွေကိုကြော်လုံးကြီးကြည့်တဲ့အခါဘလို့အခြေအနေမှာဖြစ်ပြီးညှော်လင်းကျဲရှောင်းကြီးအရင်းသားလေးအကြောင်းကိုကြံပြပါပြည်အတားဆီးတိုင်းမှာနီးလန်းရှိလို့ရှိပါတယ်အဲ့ဒီနီးလန်းတွေကိုကျွန်တော်တို့ကအားဆိုင်ရှာပွေမြေအောင်ကြည့်ဖို့ပဲရည်ကြည့်တာပါအဲ့ဒီအလင်းသားလေးကိုကြီးနေုံနဲ့လည်းမပြီးပါဘူးရှောင်းအောင်သွားဖို့ရည်ကြည့်ပါတယ်ဆေးရကြခြင်းကိုအမိုက်တွေပြင်းနေတဲ့တွန်းနဲ့ကြည့်ဖို့လည်းကြောက်ကြပါစေပါကျွန်တော်တို့အားလုံးဆေးရကြခြင်းဆိုတဲ့တွန်းနဲ့ကြည့်တွေကိုကြောက်ဖို့ကြပါကျွန်တော်တို့ကတွန်းနေကြတဲ့ကြားပြီးဆိုရင်အားဆိုင်ရုံမထွက်ကြပါဘူးကျွန်တော်တို့ကအမိုက်တွေပြင်းနေတဲ့တွင်းကြီးထဲမှာပဲ ခဏထာကြာရမှုဖန်တီးပြီးကိုဘေးသားမှာပိုက်တူပြင်းနေတာလို့တွင်းနဲ့ကြီးနဲ့ရောင်းနေတာလို့ခဏတာမေးဖြောက်တာကြပါတယ်။အဲ့ဒီလိုခဏတာတာယာမှုကိုအသုံးချပြီးကိုယ့်ရဲ့ပဂရီစိတ်အခြေအနေလေးကိုဖြေရော့ခြင်းလားကျွန်တော်တို့ဘေးကပိုက်တူကိုချော်သွားစီမှာပို့ပဲပိုများလာဖို့ပဲရှိတယ်။တွင်းနဲ့ကြီးတဲ့ကနေလည်းရှုံးထောက်ဖို့ပိုခက်ခဲစေပါလိမ့်မယ်။ကျွန်တော်တို့ကြားနေတဲ့တွင်းကြီးကပိုပြီးနဲ့လေနဲ့လေတွင်းနဲ့ကြီးတဲ့ကြားနေတဲ့အချိန်ကပိုကြလေလေအားဆိုင်ရှုံးထောက်ဖို့စိတ်ခွန်အားပိုလိုအပ်ပါတယ်။ ကျွန်တော်အောက်မှာဖော်ပြမဲ့အချက်တွေကဆက်လက်ကြရင်ဆိုတဲ့တွန်းတဲ့ကြီးတွေကလည်းဘလို့ယုံထွက်ရမလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။မတ်တင် Don't blame the others ကျွန်တော်တို့ကဆက်လက်ကြတဲ့အခါတိုင်းကိုယ့်ကိုယ်ကိုတနာစရာတော်ရတော့ပုံဖော်တတ်ကြပါတယ်။ကိုယ့်ရဲ့အတိတ်ကအမှားတွေနဲ့ပြစ်ဆုံးပံမှာတံမာတဲ့စိတ်ခွန်ကမရှိဘူးပြင်ဆင်ရမယ်ဆောင်။ကိုယ်ပေါ်ဝင်တဲ့လူတွေကိုလိုက်ပြီးပြစ်တင်ကြပါလိမ့်။ဥပမာကိုမိသားတွေကကိုယ့်ကိုတခြားမိသားတွေကအထောက်ပံ့နိုင်တာလေ။ကိုယ်အစိတ်ထဲကနေပြစ်တင်နေမိပါလေ။အဲ့ဒီလိုကိုယ့်ကိုယ်ကိုတနာစရာတူပြီးတော့ပုံဖော်ခြင်းကဆက်လက်ကြခြင်းကိုပိုဆိုးသွားစေလို့ရှိပါတယ်။ ကျွန်တော်တို့ကကိုမွေးနဲ့နိုင်ငံကိုမွေးကိုကိုမွေးနဲ့မိဘတွေကိုယူချက်ကမရှိပါဘူးအဲ့ဒါကြောင့်ဆက်လက်ကြတဲ့အခါဒီနောက်ကိုအပြစ်မတင်တော့ဥပမာဘယ်ရာတွေကြောင်းလဲဖို့လိုလဲဆိုတာဥပမာ program ဆောင်ရွက်ဖို့လိုပါတယ်မနေ့က as you are says why you are depressed ကျွန်တော်တို့ကဆက်လက်ကြပြီဆိုဘယ်ရာကကိုကိုဆက်လက်ကြစီလဲဆိုတာဥပမာလိုပါတယ်လူတယောက်မှာရေးပါတဲ့အရာသုံးလို့ရှိပါတယ်ကျမရေးဝေးရေးခြင်းဘူမိုးဆက်ဆံရေးဆိုတာရေးပါတဲ့အစိမ်းအားလုံးရှိပါတယ်လူတယောက်ကအဲ့ဒီသုံးခုဆိုတော့ဟန်ကျင်းမှုရှိပြီးတိုးတက်နေမှာပါ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကူလုံးကောင်းနေပါပါ။အဲ့ဒီသုံးခုတည်းကစိတ်ပိုင်းတစ်ခုခုခြုံယွင်းလာရင်အဲ့ဒီခြုံယွင်းတဲ့အပိုင်းညံ့ညံ့ပြင်ဆင်နိုင်လို့လိုပါတယ်။အဲ့ဒီလိုမပြင်ဆင်နိုင်ရင်ကျွန်တော်တို့ရဲ့ကျန်းတဲ့စိတ်ပိုင်းတစ်ခုပါအလိုလိုခြုံယွင်းလာတယ်။ဆဲတဲ့ကြကျဲဆိုရင်တွန်းတဲ့ဒီလိုကြသွားနိုင်တယ်။ဥပမာကိုယ့်ရဲ့ body weight နဲ့ပတ်သက်ပြီးဆဲတဲ့ကြနေတာပါ။ဒါမှမဟုတ်ကိုယ့်ရဲ့တန်ရည်ကျင်းတွေတော့ပတ်ဆက်မချနိုင်သေးလို့ဆဲတဲ့ကြနေတာ။နောက်ဆုံးတစ်ချက်ကကိုယ့်ရဲ့အခြေကိစ္စတွေမှာအဆင်ပြေလို့ဒါစသဖြင့်ပုံပုံမိုးထောက်ရပါမယ်။ body weight ကြောင့်ကိုယ်ဆေးတက်ကြစေတဲ့အရာစုတွေနည်းစက်ရအချင်းတစ်ခုခုကို join ပါဒါမှမဟုတ်အိမ်မှာပဲ body weight workout တွေလုပ်ပြီးကိုယ့်ကိုယ်ကိုပြောင်းလဲနိုင်ပါတယ်ကို podcast ကိုနားထောင်နေချင်ပါလား push up လုပ်လို့ရနေပါသေးတယ်ကိုကသူများတွေတော့ပတ်စံရှာခြင်းကို့မှာသူများတွေတည်းတာတဲ့ရည်ချင်းတွေပြုစုတာတွေလုပ်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာစီမေးပြလို့ရပါသေးတယ်ကိုမိသားတွေကကိုယ့်ကိုသူများတွေတော့သူများတွေတော့စီကြည့်တဲ့တင်တဲ့တွေထားပေးနိုင်မှာမဟုတ်ဘူးဆိုပြီးစီမေးပြရတယ်လုပ်ရပါသေးတယ်အဲ့ဒီလိုအများအားဖြင့်ပြင်းနေလို့ဆိုရင်ကိုဟာဘယ်တော့မှဆက်လက်ကြရဲဆိုရင်ဒါကလည်းလုံးမြောက်နိုင်မှာမဟုတ်ပါဘူး ခုခေတ်မှာဘယ်ရောက်လို့မဆိုအွန်လိုင်းကနေ free ပေးလာနိုင်ပါတယ်။ဒါပေမဲ့လုံးဝ free တော့မဟုတ်ပါဘူး။ခုမှသာလေ့လာရတဲ့အတွက်ကျွန်တော်တို့က ion suicide news ဆိုတဲ့ရင်းနှီးတော့လိုပါတယ်။ internet တွေ internet ဆေးရေးကြီးလို့ဆိုပြီးစီမံပေးပြန်ပြလို့ရပါတယ်။လေ့လာခြင်းတဲ့သူကမဖြစ်ဖြစ်တဲ့နည်းနဲ့စီမံပေးပြန်ပေးလာရှာပါမယ်။နောက်ဆုံးစောင့်တွေတောင်းပြီးလေ့လာမယ်။ Telegram group တွေ join ပြီးလေ့လာလို့ရပါတယ်။ဒီလေ့လာလို့ရပါတယ်။ကျွန်တော်တို့ကပတ်စံကိုသူများတွေတော့မရှာနိုင်သေးတဲ့အချိန်မှာသူများတွေထပ်ဘူးတူတော်ကိုပို့ရှာဖို့လိုပါတယ်။ relationship နဲ့ပတ်သက်ပြီးဆက်ကြနိုင်ရစေ။ relationship နဲ့ပတ်သက်တဲ့ video တွေကိုကြည့်ပြီးတော့ ဒီမှာကျွန်တော်ရဲ့ပြင်မှာတင်လာတဲ့ဗီဒီယိုကိုကြည့်ပြီးတော့ကိုယ့်ရဲ့ relationship ကဘာကြောင့်အဆင်ပြေလဲဆိုတာကိုသိလာပြီးရပါတယ်။အဲဒါဆိုကိုယ့်ကိုဘယ်ယာကဆက်လက်ကြစေလဲဆိုတာကိုနည်းနည်းအဖြေရှာဖို့လိုမယ်ဆိုတာသဘောပေါက်လို့ပြီးချင်ပါတယ်။နံပါတ်3က don't use temporary solutions to solve long term problems ကျွန်တော်ရှင်းပြပြောခဲ့တယ်လို့ဆက်လက်ကြခြင်းကလည်းအားဆိုင်ရုံးထွက်နိုင်တဲ့အဲဒီဆက်လက်ကြခြင်းဆိုရယ်တွင်းကြီးပြန်ပါလေကိုယ့်ရဲ့စိတ်ကိုခဏတာတာယာမှုစိန်မိတို့တယ်ကိုယ့်ကိုကျွန်တော်တို့ကကြိုးစားပါလေခဏတာတာယာမှု စင်းမိတို့တွေကလက်တော်စိတ်ဝိဒနာကိုခဏတာကြောက်အောင်လုပ်ပေးနိုင်တယ်ရှေးရှေးမှာစိတ်ဝိစဝိဒနာကိုပို့ဆိုးစေပါလိမ့်မယ်ခဏတာတာယမှုစင်းမိတို့တွေကကျွန်တော်တို့ဗိုက်စာရဲ့ညံ့ညံ့တူဆောက်ရတဲ့ concept ပြုတ်တွေလိုပါပဲ concept ပြုတ်ဆိုတာဗိုက်စာညံ့ညံ့တူဆောက်ရမယ်ဗိုက်စာရဲ့ကျမ်းမာရေးညွှန်တဲ့အစားအစာတွေကိုစားမယ်။ခေါက်ဆဲတုပ်တွေပဲစားနေမယ်ဆိုရင်ရေရှည်မှာကျမ်းမာရေးကိုထိခိုက်စေနိုင်ပါဘူး။ဒါကမြင်သားအောင်ဥပမာနဲ့တွေ့ရတာပါ။စစ်တကြရဲ့ကျွန်တော်တို့သုံးတဲ့ဆင်းမီတုပ်ရအများကြီးရှိပါတယ်။ဆလိတ်တောက်တာတို့အရက်တောက်တာတို့ကျိုးရှင်ကြည့်တာတို့ဒိန်းဆော့တာတို့အပြာကားကြည့်တာတို့အစ အာသာပြေးတာလို့ဥဒေါတာလို့စသဖြင့်ဒီတယောက်ပေါ်မှုတွေအများကြီးရှိပါတယ်။အဲ့ဒီຢာတွေကခဏတာလို့ကျွန်တော်တို့ကိုပကတိအခြေအနေကလုံမြောက်စေနိုင်ပါတယ်။စိတ်နဲ့ကြခြင်းကိုလုံမြောက်မှုတနည်းပဲရှိပါတယ်။ကျွန်တော်တို့ကရှိရှိဝေဒနာကိုကြောက်ဖို့အတွက်စေခါကြီးလိုမျိုးချရပါမယ်။စေခါကြီးဆိုတာဥပမာအနေနဲ့သင်စားရပါစေခါကြီးဆိုတာလည်းတော့မျိုးချနေတဲ့အချိန်မှာခါးနေပြီးရင်ရှိရှိမှာကျွန်တော်တို့ရဲ့စိတ်နဲ့ကြခြင်းကြောက်ပြီးပြေးနိုင်ပါတယ်။စေခါကြီးဆိုတာအယုံအားစာရုံထုံးမှုကိုဆိုလိုကြတာပါ။အားစာရုံထုံးမှုဆိုတာစိတ်ရောကိုယ်ပါလက်ရှိမှာပြန်လာနေတဲ့အနာဂတ်မှာစိတ်နဲ့ကြခြင်းဆိုတာမရှိတော့နေပါပါလား။ အဲ့ဒီလိုပြင်ပမဲ့ရုံထွက်ရလို့လည်းကျွန်တော်တို့ကစေးထားကြီးနဲ့စေးမီးတို့ကိုယူချက်ကြပါတယ်။ဥပမာလေ့ကျင့်ရလို့ချင်းကဆက်ကြကြခြင်းကိုဖြည့်ဖြောင်းနိုင်တယ်ဆိုတော့ကျွန်တော်တို့တော်တော်များများပြီးကြပါလိမ့်။ဒါပေမဲ့ပြင်ပမဲ့တဲ့အတွက်အင်္ဂါနဲ့သွားပြီးအာသာပြေပြီးစေးမီးတို့ကိုယူချက်ကြတာကြပါလိမ့်။ကျွန်တော်တို့ကိုယ့်ကိုယ်ကိုပြန်ရည်ထည်ပြီးမလား။ကျွန်တော်ကိုယ်တိုင်လည်းရင်လာလို့ဆက်ကြကြပြီးဆိုစေးမီးချုပ်တွေကိုသုံးပြီးစိတ်သက်သာရအောင်ကိုရှောက်ဝင်မယ်။အဲ့ဒီအရာတွေကအလုံးမဖြစ်မှတဖြည်းဖြည်းကြည့်လာရတယ်။လက်ရှိမှာကျွန်တော်တို့ကဆက်ကြကြနေပြီဆိုရင်လည်းစေးထားကြီးကိုခါလာခါလာပြေးချပြီ။ဒါကြောင့်မှဆက်ကြကြရဲဆိုရင်တွင်းပြီးလည်းမကြောက် ကာဝေးလို့ရပါသေးတယ်။ကာဝေးခြင်းဟာကုသခြင်းနဲ့ပူပေါင်းနေဆိုတာကျွန်တော်တို့အားလုံးသိကြပါတယ်။နံပါတ်၄က exercise ဒီကျင့်ကလုပ်ခြင်းမှာကျမရဲ့အကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့အားလုံးသိသိကြပါတယ်။နေ့လာချက်တွေကဒီကျင့်ကလုပ်ခြင်းဟာကိုယ့်ရဲ့စိတ်ကံလာချက်ကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ဒီဘက်ကို၃ညကနေ၅ရက်အထိတစ်နေ့ကိုမိနစ်30ကလေ့ကျင့်ကလုပ်ပြီးကြတာဆင်းရဲကြခြင်းကိုကြောက်ကြစေနိုင်ပါတယ်။ကျမဒီကျင့်ကလုပ်ခြင်းတော့ပြောရင်တော်တော်များများကခြေမသွားပြီးအလေးတွေမားနေရဘူးလို့ပြောပါတယ်။ကျွန်တော်တို့တစ်စိမ်းစားစားလို့ရပါတယ်။ရင်းလမ်းလျှောက်တာတို့စပိန်စီတာတို့ပါလေ့ကျင့်ကလုပ်ခြင်း ကျွန်တော်တို့တခါတည်းလေကိုနေပြစပိန်စီပြီးရှိတယ်ဗျ။ဒီစင်ကလုံချင်းကကိုယ့်ကိုယ်ကိုဂျုံကြီးမြတ်တဆီကိုကိုယ့်ရဲ့စိတ်ကိုတမားစီပါတယ်။တမားတဲ့ခန္ဓာကိုယ်ဆိုတော့တမားတဲ့စိတ်ရဲ့ရောင်ရံအမှုတွေကိုကျိုးရနိုင်ပါတယ်။အဲဒါကြောင့်စိတ်ရဲ့ချတာအင်းသားရဲ့သွားမလို့ပဲဒီစင်ကလုံချပါလို့အားလုံးကိုကျွန်တော်တိုက်တွန်းချင်ပါတယ်။နံပါတ်၄ကတော့ channel ကျွန်တော်တို့ကစိတ်ရဲ့ချပြီဆိုကိုယ်ချစ်ခင်ရတဲ့သူကိုရှင်းဖွင့်နေရပါတယ်။အဲ့လိုရှင်းဖွင့်လို့ဒါဟာတစ်ဖက်သူကကိုယ့်ကိုစိတ်ကြောတဲ့သူကိုမြင်သွားစေနိုင်ပါတယ်။ပြီးတော့ကိုယ့်ရဲ့စိတ်ရဲ့ချခြင်းကိုကိုယ်ကလွယ်ပြီးဒီလိုဘူးမှမအားမလဲ။အားထည့်မပြေနိုင်ဘူး။ တို့ခေါင်းထဲမှာရှိတာမိုက်တွေစာရွက်တွေမှာဒါမှမဟုတ်ခေါင်းထဲမှာချပြီး channel နဲ့လုပ်ခြင်းကကျွန်တော်တို့စိတ်ထားကြတဲ့အများကြီးတို့တော့ကောင်းလို့ပြပါတယ် channel နဲ့လုပ်ခြင်းကကျွန်တော်တို့ကိုဘယ်ရာကစိတ်ရကြတယ်ဆိုတော့ပုံပုံကြည့်လာစီပါတယ်ကျွန်တော်တို့ရဲ့စိတ်ရဆိုင်ရာတက်မှန်လာတွေကိုစာရွက်တွေမှာချာရေးလိုက်ရတာစိတ်ထဲမှာရှုပ်ထွေးမနေတော့ပဲဖြစ်ရှင်းရလို့ဒီစီပါတယ်အဲ့ဒါကြောင့်စိတ်ရကြပြီဆိုရင် channel နဲ့လုပ်တာကအထက်တဲ့စဉ်းစားတဲ့အချက်တစ်ခုဆိုတော့ပေါ်ပြလိုက်ပါတယ်နံပါတ်5က delete all social media is a juju social media တွေကကျွန်တော်တို့ကိုစိတ်ရကြစေတဲ့အကြောင်း ို့ရဲ့အလောက်ကနေအဆင်မပြေတဲ့အချိန်မှာတခြားသူတွေအဆင်ပြေနေတာကိုမြင်ကိုကိုအိမ်ငယ်စင်းကိုလည်းပါတယ်သူများကိုသူများကိုခီးသွောင်းနေနေတဲ့အချိန်မှာကိုကခီးမသွားရတဲ့အချိန်လေကိုရဲ့ relation မှာအဆင်ပြေချင်ပါအဆင်ပြေနေတဲ့ relation ကိုမြင်ရတာလေစိတ်ရကြနေတဲ့အချိန်မှာကိုရဲ့စိတ်ခံစားချက်တွေကိုပိုဆိုးစေပါတယ်လူတွေဆိုတာနှိုင်းရှင်တလုံးနဲ့တရှိကိုပြောလို့ရတယ်ပါတယ်ဒါတည်းကိုကသူများရဲ့နောက်အများကြီးနောက်ကျကြနေတဲ့လူတွေခံစားရနေလိုက်ပါတယ် social media တွေကကျွန်တော်တို့ဘဝတူတက်မှုကနောက်ဆက်လို့လည်းပြောလို့ရပါတယ်ကျွန်တော်အနေနဲ့ ကျွန်တော်ဆက်ရကြပြီလို့ YouTube ကလည်းဒီ channel social media တွေအားလုံးကို uninstall လုပ်ထားဖို့ကြံပေးနေပါတယ်။အားလုံးလည်းခဏတာအဆက်သွယ်ဖြတ်တာပြီး YouTube မှာကိုယ့်အတွက်အကျိုးရှိမဲ့ scale တွေကိုလေ့လာနိုင်လို့စိတ်တက်ခွန်ကဖြစ်စီမဲ့ video တွေကိုလည်းကြည့်နိုင်ပါတယ်။နောက်ဆုံးချက်ကတော့ meditation တကယ်တော့ဆက်ရကြခြင်းကကိုယ့်ရဲ့စိတ်ကိုပြစ်ဆုံးမှာနေအောင်မထားနိုင်ခြင်းကြောင့်လို့လည်းပြောလို့ရပါတယ်။ကျွန်တော်တို့ကဝင်နေထွက်နေမှပြီးကိုယ့်ရဲ့စိတ်ကိုလက်ရှိပြစ်ဆုံးမှာနေအောင်ထားပါမယ်။အဲ့ဒါမှကိုယ့်ရဲ့စိတ်ကအတိတ်ကစိတ်ထင်ရတဲ့အနာဂတ်တော့ပြန်ကြည့်ရလို့ဖြစ်မိပါပါ။ ပြန်ထရရတခုလည်းနဲ့တော့စိတ်တက်ကြတယ်လို့ပြောတော့မလို့နေပါဘူးကျွန်တော်အရှိမပြောခဲ့တဲ့အရာတွေလည်းတွဲလို့မှစိတ်တက်တယ်ညောင်းနေပါပါပြန်ထရရခြင်းကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့မကောင်းတဲ့အဖြစ်ကိုကိုယ့်ကိုယ်ကိုပြန်ပြုတ်နေတယ်ပြုတ်နေစီနောက်ဆုံးမှအဲ့ဒီကြွေးကိုလှုပ်ချလိုက်နိုင်စီပါတယ်ခုကကိုကအရင်ကိုအရင်ချစ်တဲ့လူကကိုယ့်ကိုထားသွားတော့မှလည်းပြုတ်နေနေစားဒါဖြစ်နိုင်ရှိတဲ့အရာပဲလို့ကိုထင်းချောလို့ရတဲ့အရာမဟုတ်ဘူးလို့တတ်မှတ်ပြီးကိုစိတ်ရဲ့ငြင်းညံ့မှုကိုရှောက်ပြပါတယ်မအားရတဲ့နေ့တွေမှာဒီနေ့ကို9မိနစ်လောက် ရထိုင်နေတဲ့အလေးကျင့်ကောင်းပြုလို့စတင်နိုင်ပါတယ်။ဒါကြောင့်ကြတဲ့အရာတရားချက်ထိုင်ရတာလူချင်းကလူချင်းထက်တော့ဆက်လက်ကြကြရဖြစ်ပါစေ။အဲ့ဒါကြောင့်တရားထိုင်နေစေတဲ့အခြေအနေကိုပြန်ပြီးကြာလာလို့ကျွန်တော်ကြံပေးကြပါတယ်။ကျွန်တော်ရဲ့ဒီနေ့ဆဲရကြရင်ဘယ်လိုကြော်လာရမလဲဆိုတော့ focus ကတော့ focus ကဒီနေ့ဒီတော့ပါပဲ။ကျွန်တော်ပြောခဲ့တဲ့အချက်တွေကအားလုံးအတွက်သုံးဝင်နေလို့ထင်ပါတယ်။